မှန်နောက်ထပ်မိကုန်းတစ်ခုကတော့နတ်တွေနဲ့ဂျမာရီနဲ့ကဘလူတကိုးရှိပါလဲရှင်ဗျာဘာရီရောကွာခြားမှုရှိပါလဲရှင်ဗျာနတ်နဲ့ဂျမာရီနဲ့နတ်နဲ့ဂျမာရီနဲ့ကအကြောင်းတရားလုပ်ကြတာချင်းဆိုရင်နတ်ကဒါနနဲ့တီလာပဲလုပ်တယ်မှန်ပါဗျာဂျမာကတော့သမထချင်းစင်ဘာဝနာကုသိုလ်ထီအောင်ဆိုတော့မှန်ပါဗျာသူကအသက်ပိုးရှည်တယ်နော်ဘဝမှာအသက်ပိုးရှည်တယ်နတ်တွေတဲ့စာပေါင်းများဆိုအသက်ရှည်တယ်ကဘာချီပြီးတော့အသက်ရှည်တယ်မှန်ပါဗျာ ပြီးတော့အစွမ်းတကူကြတော့လေလက်တွေတည်းပို့ပြီးတော့အစွမ်းတကူကြီးတယ်။မှန်ပါဗျ။ကြီးတယ်ဆိုတာသူ့ရဲ့အရှိန်ဟောတောက်ပါမှုကလက်တွေတည်းအဲဆိုတာအလုံးနဲ့ပေါ့။မှန်ပါဗျ။အဲ့တော့တကူလို့ဆိုဒီမှာသူ့ရဲ့စွမ်းဆောင်မှုကိုပြောတာ။မှန်ပါဗျ။စွမ်းဆောင်မှုကိုပြောတာ။မှန်ပါဗျ။အဲ့တော့သူတို့ကုသိုလ်ကောင်းမှုကလည်းပဲကွာခြားသည့်အတွက်ကြောင့်လက်တွေရဲ့အစင်လာမှုလှပတဲ့အာယုန်တွေတွေ့ရှိရမှု ဒီအတန်နေကြာရမှုအနတ်နေရှူရမှုအရသာခံစားရမှု အထီးတွေ့ကောင်းမှုနောက်တစ်ခါဒီအသက်ရှိမှုခွန်အားရှိမှုချမ်းသာမှုဆန္ဒကိုဒီရှိရအာယုနဒုက္ခပလပေါ့နော်မှန်ပါဗျာအဓိပတိယလို့ဆိုရဲအစိုးရမှုအဲ့ဒီအတိုင်းတားတွေကများစွာကွာခြားကြတယ်မှန်ပါဗျာဥပမာမဲ့လူလူချင်းပြောရမယ်ဆိုလို့ရှိရင်ပတ်စံရှိတဲ့လူနဲ့မရှိတဲ့လူဟာဘာကွာခြားလဲ အဲ့ဒါလေအလုပ်တစ်ခုလုပ်တာကိုစွမ်းတကူလို့ပဲခေါ်တာပဲမှန်ပါဗျာပတ်စံရှိတဲ့လူကဟုတ်လားကိုချမ်းအောင်နေနိုင်တယ်မှန်ပါဗျာဟိုစီးစီးတဲ့ရင်ပဲဖြစ်စေနေထိုင်တာပဲဖြစ်စေပတ်စံရှိတဲ့လူကအလုံးဘယ်တော့မှချမ်းသာတယ်အကုန်လုံးနိုင်တယ်ပတ်စံမရှိတဲ့လူကအဲ့ဒါတွေအတွက်သူခက်ခဲတယ်မှန်ပါဗျာအဲ့ကြောင့်ဟိုနန်းနေပြမနဲ့ရလည်းပဲဟိုစွမ်းတကူချင်းမတူကြဘူးပေါ့နော်မှန်ပါစွမ်းတကူချင်းမတူဘူးအချိန်ဝါချင်း နေတဲ့ထိုင်နေအဆင့်တန်းချင်းနဲ့မတူဘူးဆဲသားနဲ့ချမ်းသာတွေ့ဝတဲ့ပုဂ္ဂိုလ်ကနေထိုင်ရတာအဆင့်တန်းချင်းမတူဘူးစားသောက်ရတဲ့အဆင့်တန်းမတူဘူးအဲ့တော့နတ်တွေမှာကြတော့နတ်အထီးတို့နတ်သမီးတို့ရှိပြီးတော့ဂျမားတွေမှာကြတော့ဗျမားအမျိုးသားမျိုးသမီးကွဲပါလားရှင်အမျိုးသားအမျိုးသမီးခွဲခြားမှုဟာသူကဆင်ဆာပရက်ရှာနဲ့သက်ဆိုင်သွားတယ်သူကမှန်ပါဗျာအမျိုးသားကအမျိုးသားချင်းကြည့်နေရရင်တိတ်ပြီးတော့ဟိုမျိုးကိုနဲ့မတူတဲ့အရာကိုသူကကြည့်ရမှာမျက်စိက အတန်လည်းတူတူပဲအဲမျိုးသမီးအတန်အနတ်လည်းပဲတူတူပဲအရသာ အထီတွေ့ဆိုမတူ क्वे ပြတဲ့ဆက်ဆက်ပရက်ရှာတွေရှိတယ်မှန်ပါဗျာမြန်မာတွေကျတော့အဲ့ဓာတွေကိုဖယ်ရှားပြီးမှသူတို့ကဇန်တရားကိုရနိုင်တော့မှန်ပါဗျာဆိုတော့ဟိုဘက်ကန်းသွားခြင်းလို့ရှိရင်ဒီဘက်ကန်းကိုလက်ဆွမ်းရမှန်ပါဗျာဒီဘက်ကန်းခွာရမယ်မှန်ပါဗျာမြန်မာဖြစ်ဖို့ဆိုတာဒီအဲ့ဒီကာမဂုဏ်အာယုန်ကိုခွာရမှသူက မှန်ပါမှန်ပါမျက်စိကနေကြည့်ပြီးတွေ့တာမှုတွေနာအဲ့ဒါတွေအကုန်လုံးလွှတ်ရတယ်သူကစိတ်တစ်ခုတည်းကနေပြီးအာယုန်တစ်ခုပေါ်မှာဒီကြိမ်အောင်ကြိုးစားတာစင်တန်းတာกว่าတော့ကြဒါကြောင့်မို့လို့ဖြမပြည့်ရောက်တဲ့အခါမှာသူကကမ္မဂုံအာယုန်ခံစားဖို့ဆိုတာမဟုတ်တော့ပဲနဲ့နှလုံးသားထဲမှာဒီကြိမ်အေးချမ်းမှုအဓိကထားတာဖြစ်လို့ဖြမမှာအဖို့မှမရှိဘူးနတ်တေကြတော့ကံကုန်အာယုံခံစားတာဖြစ်တော့ကြောင်းသူတို့မှအဖို့မှရှိနေတယ် တယ်မှာဗျာအဖိုးကလည်းအမနဲ့မှပြောတယ်အမကလည်းအဖိုးနဲ့မှပြောတယ်တယ်မှာဗျာဒါမှပြည့်စုံတယ်လို့ဖြစ်တာပေါ့မှန်ပါဗျာနော်မှန်ပါဗျာဟိုကြတော့သူကအဲ့ဒီကာမဂုဏ်အာယုန်တွေကိုခွာပြီးမှရတဲ့နေရာဖယ်ရှားပြီးမှရတဲ့နေရာဆိုတော့သူတို့မှအဖိုးမှမဖြစ်တော့မှန်ပါဗျာတယ်မှာမြမဘုံထဲမှာယုံကြည်ပဲရှိတဲ့မြမဘုံနဲ့နိုင်ရင်ပဲရှိတဲ့မြမဘုံရှိရလို့ကြားဥပါရှင်ဗျာအဲ့တော့မြမတွေကနတ်ထတောင်အစွမ်းရှိတဲ့အစင်းမြင့်တယ်လို့လည်းဖုံဖုံကဟောတော့ ဒီလိုယုတ်ကြီးပဲနိုင်ရင်ပဲရှိရပြမာတွေကသူတို့ကဘလို့တွေအစွမ်းရှိပါသလဲဘာကြောင့်သူတို့ကယုတ်ကြီးပဲနိုင်ရင်ပဲရှိနေပါသလဲဖျာယုတ်ကြီးပဲရှိရပြမာရောနိုင်ရှိအောင်ဖန်ဆင်းလို့မရဘူးလားနိုင်ရင်ပဲရှိရပြမာရောဒီယုတ်တွေပါရှိအောင်ဖန်ဆင်းလို့မရနိုင်ဘူးလားရှင်ဖျာဒါသူတို့ရဲ့ဆန္ဒပါမှန်ပါဖျာယုတ်ချိနော်ယုတ်ကြီးမဟုတ်ပဲနဲ့ယုတ်ချိယုတ်တက်တက်လို့ဆိုလို့ရတယ် ရုပ်သက်သက်တာရှိတဲ့ဗြဟ္မာဘုံရဲ့နံသက်သက်တာရှိတဲ့ဗြဟ္မာဘုံရဲ့လို့နှစ်ခု क्वे တယ်ရုပ်နဲ့နှစ်ခုပေါင်းဆက်ထားတဲ့ဗြဟ္မာဘုံရဲ့သုံးမျိုးရှိတယ်မှန်ပါဗျာနော်ရုပ်သက်သက်တာရှိတဲ့ဗြဟ္မာဘုံကသူတရားကျင့်တဲ့အချိန်ကသူဆန္ဒရောသူကဘယ်လိုဆန္ဒရှိတာလို့ဆိုသူတမထကျင့်စဉ်အောင်ပြီးတဲ့အခါမှာသူကစဉ်းစားတယ်နံတရားရှိနေလို့စိတ်ရှိနေလို့စိတ်ကဘွာလှုပ်ခြင်းနဲ့ဒါလှုပ်ခြင်းနဲ့ဘာလှုပ်ခြင်းနဲ့ဆိုဒီစိတ်ကိုထဲရတာပေါ့မှာသူကစိတ်ကိုအပြစ်မြင်တယ် မှန်ပါဖြစ်စိတ်မရှိရင်ကောင်းတယ်ကွာအာရုပ်တက်တက်ပဲရှိတာကောင်းတယ်ရုပ်ကြည့်ဆိုရင်ဘာမှမသိတော့အေးရောစိတ်ကတည်တည်ပြီးတော့ဟိုကလိုချင်ဒါလိုချင်ဟိုကဖြစ်ချင်ဒါဖြစ်ချင်ဒီစိတ်ဟာအတော်ဆက်ဆုပ်စရာကောင်းတယ်ဆိုစိတ်မဖြစ်ချင်တဲ့ဆန္ဒကြောင့်သူကရုပ်တက်တက်သွားဖြစ်တယ်မှန်ပါဗျာနန်တက်တက်ရှိတဲ့မြမကလည်းထုတ်တူပဲရုပ်ရှိနေခေါင်းကပ်ရမယ်ဖိုင်နိုင်ရမယ် တခုတော့ရုပ်ကဒုက္ခပေးနေတယ်ပေါ့နော်မှန်ပါဗျာရုပ်မရှိရင်စိတ်ချင်ဆိုရင်ဘာမှအထီးကိုင်းနေတာမရှိဘူးစိတ်ချင်ရှိနာရင်းရှိတာကောင်းတယ်လို့သူဆန္ဒကြောင့်မလို့သူကနာရင်းရှိတယ်ပြမနာတက်တက်သာရှိတယ်ပြမဖြစ်တယ်ပြမရီဆိုတာတတ်တည်တဲ့အစင်မြင့်တယ်လို့ကြားရတယ်ဆိုတော့အစင်မြင့်တယ်ဆိုတာခုနပြောသလိုပဲကာမဂုဏ်အာယုနေနဲ့မျက်စိကကြည့်နားနားထောင်ပြီးတော့ဒီခန္ဓာမှာ ချမ်းသာတဲ့ဟာမျိုးမဟုတ်ဘူးသူတို့ကမှန်ပါဗျာဘာမှကြည့်ရှုနားထောင်နေတာမဟုတ်ပဲနဲ့အတွင်းစိတ်ထဲမှာတမာတိဆောင်အားလေးနဲ့သူတို့ကအာယုန်လေးတစ်ခုပေါ်မှာတည်ငြိမ်စွာနေတဲ့ချမ်းသာဒုက္ခကိုသူတို့ကယူတာဟုတ်ပါဗျာတမာတိဒုက္ခပေါ့နော်မှန်ပါဗျာရှုရုပ်သက်သက်သာရှိတဲ့ပြမနာမ်သက်သက်သာရှိတဲ့ပြမတွေကဘလို့အစွမ်းရှိတယ်လဲလို့ဆိုရင်သူတို့ရဲ့အစွမ်းဆိုတာဟာလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုကြောင့်သူတို့ရဲ့ဘဝမှာအေးချမ်းမှုအနောက်ရှက်ကင်းမှု သူ့ရဲ့တက်တန်းအတိတက်တန်းရှိကြဆိုတာနေထိုင်ရမှုဆိုတာ၄တော့ရှိတယ်